သောမြို့နေအသက်၁၂နှစ်ကျော်၁၃နှစ်အရွယ်မိန်းကလေးကိုမုံဝဲချေဖို့အကြောင်းပြချက်နဲ့ကိုမင်းမင်းဆိုကခေါ်ဆောင်သွားပြီးနောက်အရပါချင်းတက်ဖြတ်ပြီးအလောင်းကိုသောမြို့ဆေးရုံဝန်အဟောင်းထဲမှာစွန့်ပစ်ဖြောက်ခဲ့တယ်လို့သိရပါတယ်။၁၃နှစ်သမီးလေးကို၂၁နှစ်ကောင်လို့ပြခေါ်သွားတာခေါ်သွားပြီးတော့မရင်းကျင်းလိုက်ပြီးတော့သူကကြတော့တမျိုးဘာကိုပလိုက်တာနာဟောအိမ်မှာကျမတို့အပြင်သွားဆက်ရှိလို့ဆိုဘေးပတ်ဝန်းကျင်အထားခဲ့တဲ့အဲ့အထားခဲ့တဲ့လူကတော့တော့ပါတယ် နော်အိမ်မှာအကိုနဲ့ထားခဲ့တယ်အာအကိုကလက်သွားတယ်ကဲအိမ်မှာအဖေနဲ့ထားခဲ့တယ်အဲ့ဒီအဖေကလက်တယ်အားလုံးပဲမင်္ဂလာပါရီလီယူဂျူ channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ဒီမှာခုတင်ဆက်ပေးမယ့်တဲ့တင်လေးကဆုံးမနေ့မှာဖြစ်သွားတယ်နော်တက်ဆက်သုံးနေရကောင်းမလေးကိုမိုင်းကျင်းတဲ့အကြောင်းကိုပြောပြထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ရှင်မရင်းသမားဆိုရင်နော်ဒီကလီမလေးကိုနော်မဟုတ်ဝဲကျွေးမယ်ဆိုပြီးတော့လိန်ခေါ်သွားပြီးတော့နော်စီမံတော်ကမှတက်ဖြတ်ပြီးတော့စွန့်ပစ်ခဲ့တဲ့အကြောင်းမျိုးပဲဖြစ်ပါတယ်ရှင်ဘဝတုဒ္ဒလည်းရပြီးအားလုံးလည်းတိထားလို့ရအောင်လို့ပြန်လည်ဝေမျက်လိုက်ခြင်းဖြစ်ပါတယ်ရှင် ညီမနဲ့တူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။မိုင်းမနေ့ကလေမိုးတိုင်းဆက်လင်းရလေအုပ်စုလိုက်ဗရင်းချင်းနဲ့ကိစ္စတင်လိုက်တယ်တောင်းသားတွေနော်။အဲ့ဒါဒီနေ့မနေ့ကြားရပြန်ပြီ။အဲ့ဒီမကွေးတိုင်းရပဲဆောမျိုးဝါတဲ့73သမီးလေးကို22နှစ်ကောင်လေးရခေါ်သွားတာခေါ်သွားပြီးတော့မရင်းချင်းလိုက်ပြီးတော့သူကကြတော့တမျိုးမတ်ကိုပလိုက်တာနော်။ အဲ့ဒါတွေတော်တော်ဆိုးတာပဲเนาะမရင်းချင်းပြင်းတာနဲ့ပတ်ပလိုက်တာတွေတော်တော်ဆိုးတာပဲเนาะသူတို့စိတ်ထဲမမိတော့ဘူးအောင်မလို့နေမှာပေါ့เนาะသူတို့မမိတော့ဘူးထင်တာပတ်ပြီးတော့ပြရတာ तू ကဆဲယုံနဲ့ပတ်သက်တဲ့ကောင်လေးလားမသိပါဘူးအဲ့ဆဲယုံနဲ့ကဟိုဒါကတင်အောင်မှာ तू ကထည့်ပြီးတော့ဖွက်ထားခဲ့တာပုတ်ပွားမှာသွားပြီးတော့တိတာအဲ့ဒါအခုသူ့ကိုဒီအခုဆဲလာပိုင်း25ရက်နေမှာသူ့ကိုမိတယ်မီတော့ခု29ရက်နေ့မနေ့ကပေါ့29ရက်နေ့ကအမဆမ်းမပြကြတာသူ့ကိုတေးတံပေးလူတွေရှိမှတေးတံပေးပါဆိုပြီးတော့ပေါ့နော်73နှစ်သမီးလေးတဲ့ ဘယ်လိုလဲဆိုတော့သူအိမ်မှာသူနေတဲ့ဟောက်သူကအိမ်ုံလဲအဝင်ထွက်သွားလာရှိခဲ့တဲ့လူပေါ့နော်အဲသူ့ကိုလာခေါ်တာတဲ့အကြောင်းတမျိုးမျိုးပြပြီးခေါ်မှာဘုကမဟုတ်စားဖို့တို့ဘာလဲအဲ့လိုမျိုးလေးခေါ်မှာပေါ့နော်အေးအဲ့ဒါကိုလဲသမီးမွေးထားတဲ့မိခင်တွေကိုလဲပြောပြချင်ပါတယ်လို့နော်ဟိုစိတ်မချပါနဲ့လို့ဘယ်လိုလူဒီခေတ်မှာဖိအိမ်နဲ့တောင်စိတ်မချပါနဲ့လို့မကြီးပြောရတဲ့ကအရှမ်းများတယ်အရန်လွန်တယ်လို့မကြီးကိုမျိုးမပြောပါနဲ့နော်အခုခေတ်မှာဖိအိမ်လဲစိတ်မချရအောင်အကူလဲစိတ်မချရအောင်ဦးလေးလဲစိတ်မချရအောင် ဘသူမှစိတ်မထရပါဘူးခိုးအိရဲ့တေကနီးလည်းစိတ်မထရပါဘူးလို့နော်လူတွေကပြောကြတယ်မတိမ်မှုတွေဒီလောက်တောင်များနေတာပေါ့ကောင်မတွေကအဖော်ချွတ်တွေဖွင့်တာဟိုမပေါ်တဘော်တွေဖွင့်တာဟိုအဲ့ဒါတော့စိတ်မပူနဲ့အဲ့ဒီအဖော်ချွတ်တွေမပေါ်တဘော်တွေနော်အတော်ပြတ်တွေဝတ်တဲ့ကောင်မတွေကိုတော့စိတ်မပူနဲ့ဒီကောင်မတွေမတိမ်ချင်းမခံရဘူး အခုမရင်ချင်းခံနေရတဲ့လူတွေကလေကိုယ့်အနီးအနာကားကိုဖြစ်နေတာကိုယ့်အနီးနာဟောအိမ်မှာကျွန်တော်တို့ပြင်သားဆက်ရှိလို့ဆိုဘေးပတ်ဝန်းကျင်ကိုအထားခဲ့တဲ့အဲ့အထားခဲ့တဲ့လူကတော့ဝါတယ်နော်အိမ်မှာအကိုနဲ့ထားခဲ့တဲ့အဲ့အကိုကလည်းတော့တယ်ကဲအိမ်မှာအဖေနဲ့ထားခဲ့တဲ့အဲ့ဒီအဖေကလုတ်တယ်အဖိုးနဲ့ထားတဲ့အဖိုးကလုတ်တယ်အဲ့တော့ကိုယ့်အနာကဖြစ်တာဟိုအတော်ပြတ်ဝတ်တဲ့ကောင်မတွေကိုသစိတ်မပူနဲ့ဒီကောင်မတွေကြောင့်လို့မပြောနဲ့နော် ။ဟိုတလောတော့ခင်းဝေကိုလာပေးတာလေ။ကဲသမီးမိန်းကလေးကိုမအေးရဟိုးနေပြီးတော့မသွားမွေးပေးရတယ်။သူ့ကိုမေးတော့ဘလူနဲ့လဲဆိုအကိုအရင်ခေါက်ခေါက်နဲ့ဖြစ်တာ။ဒီမအေးရင်နဲ့ကိုစဉ်းစားကြည့်စမ်း။ကဲနောက်တစ်ခါဖအေးနဲ့ဖြစ်တာ။မွေးရပြီးတော့အမလာပေးတာခိုင်နေဝင်ဘူးအဲ့ဒါတွေရှိတယ်လိုင်းပေါ်မှာတွေးကြမှာပေါ့အမကြီးပြောတာတွေတိတ်များတယ်လို့မထင်နဲ့နော်သမီးမွေးထားတဲ့မအေးသေးလို့နော်ကိုကိုကိုခယူးဆိုင်တယ်လို့ကိုသမီးကိုလည်းလေကိုကို မဲ့ဂျူးဆိုင်တဲ့ပုံစံအတိုင်းပဲစိုက်မှရတော့မယ်ဟလာငါလမ်းသွားရင်ငါခလုတ်တိုင်းမလမ်းမသိဘူးဆိုသူ့လည်းခလုတ်တိုင်းလည်းကြည့်ရမယ်ငါ့ကိုချင်းမြန်းကိုင်းမယ်သူ့လည်းချင်းကိုင်းမယ်အဲ့လိုတော့နှစ်ယောက်စာကြည့်ရပါမယ်နော်အဲ့ဒါကိုမကြီးကပြောပြချင်တာလို့ကိုသမီးလေးတွေကိုလေပြစ်မထားကြပါနဲ့လို့ဘလူးကိုမမယုံပါနဲ့ဖုန်းနေနဲ့ပေးမကင်ကြပါနဲ့ဒီဖုန်းကအကျိုးရှိတယ်ဒီဖုန်းနဲ့စာသင်နေရတယ်ဆိုတော့ပေးကင်ပါနော်မဟုတ်လို့ကတော့လုံးဝနောက်ထပ်ပြောထားတဲ့အကိုတယောက်ရဲ့ view file လေးကိုလည်းဆက်ကြည့်လိုက်ရအောင်နော်အမရင်းဖြစ်သူရဲ့ကြီးစားက ်အဓမ္မချင်းစော်ကတက်ဖြတ်ခဲ့တဲ့အမှုကိစ္စလေးပြောချင်တာဖြစ်ပါတယ်။အော်တိုဘာလ25ရက်နေ့မှာနှစ်နှစ်ကျော်73နှစ်သားရှိသေးတဲ့အင်ငိန်လင်းဆိုတဲ့မြန်မာလေးကိုအာရင်ဖြစ်သူရဲ့ကြီးစားကအဓမ္မချင်းစော်ကတက်ဖြတ်ခဲ့တဲ့အမှုကိစ္စလေးပြောချင်တာဖြစ်ပါတယ်။ကံမင်းမင်းဆိုးကတည်သွားတဲ့ကောင်မလေးရဲ့အမအရင်းရဲ့ရည်စားဖြစ်တယ်လို့သိရတယ်။တည်ဆုံးသွားတဲ့ကောင်မလေးကတော့အင်းငိန်လင်းလို့သိရတယ်။ သွားတဲ့ကောင်မလေးကိုအန်နီကမုံစားသွားမယ်ဆိုပြီးခေါ်သွားတာအမဖြစ်သူရဲ့ရည်စားမှုယုံယုံကြည်ကြည်နဲ့မိဘတွေကထည့်ပေးလိုက်တာစောမြုပ်စေးရုံဝန်အဟောင်းတစ်ခုမှမရင်းချင်းတုပ်ပြီးပေပန်းနီးအထိရိုက်နှက်ပြီးနောက်ပြန်ကျိုးတုပ်ပြီးထားခဲ့တာတင်းရင်အပုတ်နဲ့မထွက်အောင်ဈေးတွေတောင်းထည့်ထားခဲ့သေးတာဒီကောင်ကအိမ်အောင်ခွဲအပြင်အရင်ကမရင်းမှုတွေလည်းရှိဘူးတယ်လို့သိရတယ်ယောဒီတာစောမြုပ်မှာအသက်73နှစ်အရွယ်မိန်းကလေးကိုဓမ္မချင်းတက်ဖြတ်အလောင်းဖြောက်ခဲ့သူကိုဖမ်းမိခဲ့တဲ့တဲ့ရင်ကို2025 အော်တိုဘာလ25ရက်နေ့မှာတိကျရပါတယ်။ဒီလေလို့ပဲထင်ကြတာ။ဒါပေမဲ့ဆက်ဆက်ဆူဆူရှိတဲ့လူတယောက်ပြထားတဲ့အဆောင်နဲ့ဝင်းရှာမှကလေးရဲ့ရုပ်အလောင်းကိုတွေ့တာ။တွေ့တဲ့အချိန်ကလေးကပုတ်ပွားနေပြီ။ကလေးငယ်ရဲ့ရုပ်အလောင်းကိုဆေးရုံအဆောင်ပြန်ဟောင်းကရင်အောက်မှာမိုးကစားရီနဲ့အုပ်ထားပြီးထားခဲ့တာကြောင့် ပထမကျူးလွန်ပြီးနောက်မှာအဲ့ဒီနေရာမှာတင်တက်ဖြတ်ခဲ့ပုံရတယ်။ခံရစိန်မှာမင်းမင်းဆိုးစုသူအသက်20တနှစ်ကကိုရိုင်းဓမ္မချင်းတက်ဖြတ်မှုကျူးလွန်ခဲ့ကြောင်းဒေတာခြေစိုက်ကာကွယ်ရေးတပ်တွေရှိမှဝန်ခံထပ်ဆိုထားတယ်လို့ဤဆက်သူဒေတာကန်တူကပြောပါတယ်။ပြည်ဖြစ်စဉ်နဲ့ပတ်သက်ပြီးဘယ်သူကဘလို့စီရင်မယ်ဆိုတာကိုတော့ကျွန်တော်အနေနဲ့မသိရသေးပါဘူး။စောမျိုးမှာကလေးသူငယ်ကိုဓမ္မချင်းတက်ဖြတ်ခဲ့သူအမျိုးသားကိုတော်လန်ရေးတပ်ဖွဲ့တွေကဖမ်းမိထားပုံကိုတော့ကျွန်တော်ရဲ့ Telegram မှာဝင်ကြည့်လို့ရပါတယ်။အဲ့ဒီမှာဒီညမာလေးရဲ့ အနေနဲ့ရုပ်လောင်းတဲ့သူဂရင်အောက်မှာမိုးကစားနဲ့ဖုံးထားတယ်ဆိုတဲ့ပုံတွေရောသူ့အမဖြစ်သူရဲ့ချစ်သူရဲ့ပုံတွေကိုပါ Telegram မှာကျွန်တော်တင်ပေးထားပါမယ်ဒီလိုမရင်းကောင်မျိုးတွေကိုတော့အသက်ရှင်ခွင့်မပေးသင့်ဘူးရှင့်သူတို့ကိုတင်ပြန်ပေးတင်တာရှင်ဒါမှတော့နောက်ဆိုရင်မရင်းမှုတွေကမပေါ်လာတော့မှာเนาะခုကတော့ဘယ်နေရာဒေတာမဆိုတော့မရင်းမှုတွေကတော်တော်များများဖြစ်ကြတယ်ရှင်ဒါကြောင့်မလို့မရင်းမှုကျွလွန်တဲ့သူတွေကိုတော့တင်ပြန်ပေးတင်တယ်ရှင် င်္ဂလိတွေအနေနဲ့လည်းနော်ကိုနဲ့ဘလောက်တိခင်တဲ့လူပဲဖြစ်ဖြစ်တိနေတဲ့လူပဲဖြစ်ဖြစ်နော်ဒစိမ့်ယောက်ျားလေးကနော်တယောက်ထဲနော်မုတ်ကျွေးမြေတို့ဘာတို့ကနော်ခေါ်လို့ရှင်နော်မလိုက်သွားတင်ဦးချင်းခုလိုမျိုးနော်သူများတသမီတွေကိုဖျက်ဆီးခြင်းနဲ့ကောင်မျိုးတွေကတသက်ကိုရှိနေရခြင်းဒါကြောင့်မလို့မင်္ဂလိအနေနဲ့လည်းထူးထူးဆိုင်တဲ့နော်နော်နောက်ထပ်ဗီဒီယိုလေးကနော်တခြားနိုင်ငံမှာဆိုလို့ရှိရင်နော်မရိမှုကျူးလွန်တဲ့သူတွေကိုနော်လင်းအင်္ကာကိုဖျက်တောက်လိုက်တဲ့ဥပဒေမျိုးရှိရတယ်ရှင်ဘယ်နိုင်ငံတွေလဲဆိုတာညီမနဲ့တူတူဆက်ကြည့်လိုက်အောင်နော် အခုပြောပြချင်တဲ့အကြောင်းအရာကတော့မရခုကျူးလွန်သူတွေကိုဟော်မုန်းစေးထိုးပြီးတော့ပြစ်ဒဏ်ပေးတဲ့စနစ်အသုံးပြုတဲ့နိုင်ငံတွေအကြောင်းကိုပြောချင်တာဖြစ်ပါတယ်။ဒီနီလန်းကိုဓာတုဗေဒနီးဖြင့်လိင်အင်ကဖြတ်တောက်ခြင်းဒါမှမဟုတ် chemical castration လို့ခေါ်ပါတယ်။လူပြစ်ဒဏ်ကိုကျင့်သုံးနေတဲ့ဒါမှမဟုတ်ဥပဒေထုတ်ပြန်တဲ့နိုင်ငံတွေကတောင်ကိုရီးယားအထူးသဖြင့်ကိုလေးသူငယ်များကိုလိင်ပိုင်းဆိုင်ရာကျူးလွန်သူတွေအတွက်2011ခုနှစ်မှာစတင်အသုံးပြုခဲ့တယ်လို့သိရတယ်။နံပါတ်1ကတော့ပိုလန် 2010ပြည့်နှစ်ကလေးကကလေးသူငယ်များကိုလိမ်ပိုင်းဆိုင်ရာကျူးလွန်သူများအတွက်ပြစ်ဒဏ်ချမှတ်နိုင်တဲ့ဥပဒေရှိတယ်။နံပါတ်3ကရုရှားအချို့သောလိမ်ပိုင်းဆိုင်ရာကျူးလွန်သူများအတွက်အသုံးပြုခဲ့တဲ့ဒီနီလန်ကိုနံပါတ်4ပါကစ္စတန်2020ခုနှစ်မှာဇက်တိုက်မရိမှုကျူးလွန်သူများတဲ့အတွက်ကြောင့်ဓာတုဗေဒနည်းဖြင့်လိမ်အင်္ဂါဖြတ်တောက်ခြင်းကိုခွင့်ပြုခဲ့တဲ့ဥပဒေကိုအသုံးပြုခဲ့တယ် နံပါတ်5အင်ဒိုနီးရှားကလေးငယ်များပေါ်လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူများအတွက်ဒီပြစ်ဒဏ်ကိုချမှတ်ခဲ့ပါတယ်။နံပါတ်6မရာဂတ်စတာကလေးမရိမှုများအတွက်ဓာရုပေရာနီးရော ခွဲစိတ်မှုနီးပါ လိမ်ပိုင်းဆိုင်ရာဖြတ်တောက်ပြီး2024ခုနှစ်မှာဥပဒေအသစ်တစ်ခုဖြစ်ပါပြဋ္ဌာန်းခဲ့တယ်။ဆိုတော့ဒီလိုဟော်မုန်းဆေးတွေထိုးပြီးပြစ်ဒဏ်ပေးတာကလိမ်စိတ်ဆန္ဒကိုရောချစေပြီးလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ထပ်မံကျူးလွန်ဖို့ဝေးသွားပြီဆိုတဲ့ခံယူချက်နဲ့လောက်ကြတာဖြစ်ပါတယ်။ဒါပေမဲ့လူခွေရဒါဟာလူသားမဆန်ဘူးဆိုပြီးဝေဖန်ကြပေမဲ့လည်းသူတို့ကလည်းလူသားဆန်တဲ့လောက်ရလောက်ခဲ့တာမဟုတ်တာကြောင့်ဒီပြစ်ဒဏ်နဲ့ခံတက်ပါတယ်။လူပြစ်ဒဏ်မျိုးကိုကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းရှင်းသုံးမယ်ဆိုရင်အရင်ကောင်ဗရင်းမှုကျူးလွန်တဲ့သူတွေကနော်လင်းအင်ကဖျက်တော့တဲ့ဥပဒေကနော်မြန်မာနိုင်ငံမှာလည်းရှိရင်တိတ်ကောင်းမှရှင်ဒါမှနော်မရင်းကောင်တွေကမကျူးလွန်ရတော့မှနော်အခုဆိုရင်နော်ကလေးတငယ်လေးတွေကိုပေါ့ အသက်မပြည့်တည်တဲ့သူတွေကိုလည်းနော်မရိမှုကျွလွန်တဲ့သူတွေကများနေကြတာရှင့်မြန်မာနိုင်ငံမှာလည်းဒီလိုမျိုးကျင့်သုံးမယ်ဆိုရင်နော်မရိကောင်တွေပပျောက်သွားမှာရှင့်ဒီ view လေးကိုအားလုံးနဲ့သိရအောင်လို့ပြန်လည်ဝင်ရလိုက်ရှင်ဖြစ်ပါတယ်ရှင့်ညီမရဲ့ view လေးကတော့ဒီလောက်ပါပဲရှင့်နောက် view လေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်ရှင့်